လိုင်စင်ရဆော့ဦးကန်ထရိုက်တာများအသင်းဖွဲ့စည်းနိုင်မှုပြုလုပ်ခဲ့တဲ့ဒီအစည်းအဝေးမှာတော့တဘာပတိဖြစ်ဒေါက်တာဇော်ဝင်းနဲ့အင်ဂျင်နီယာအသင်းဥက္ကဋ္ဌဦးအောင်မြင့်တို့ကအမှားစကားပြောဆိုခဲ့ပြီးဒီအသင်းရဲ့လှုပ်ဆောင်မဲ့လုပ်ငန်းစဉ်တွေအကြောင်းရှင်းလင်းပြောဆိုခဲ့လို့လုပ်ငန်းရှင်တွေဘက်ကလည်းသူတို့ရဲ့အခက်အခဲတွေကိုပြောဆိုခဲ့ပါတယ်။လိုင်စင်ရကန်ထရိုက်တာများအသင်းကဘလူးရီယယ်ချက်တွေနဲ့ဖွဲ့စည်းမှလည်းပြည်တွင်းအဆောက်အအုံတွေကိုအရေးသွေးမြင့်တင်နိုင်ဖို့ဘလောက်ထိအထောက်အကူပြုနိုင်မှာလဲ။ အဓိကတော့လေကျွန်တော်တို့ကအရေးသွေးမိတဲ့အစာအုပ်တွေတကယ်ဟိုအစာအုပ်ဘယ်သူပဲဗမာပဲဆောက်ဆောက်ပေါ့ဗျာအစာအုပ်တွေရန်ကုန်အရေးသွေးမိတဲ့အစာအုပ်တွေဖြစ်ပေါ်လာရင်နောက်တစ်ခုကအစာအုပ်တွေခွင့်ပြုချက်မရှိဘဲနဲ့ဆောက်တဲ့ဟိုကန်ထရိုက်တာတွေပပျောက်ရေးပေါ့နောက်တစ်ခုကအစိုးရကဒီဒီလို့တော့စီပင်ရပဲဖြစ်ဖြစ်ပဲဌာနပဲဖြစ်ထုတ်ပြန်တဲ့ဥပဒေတွေကမြေပြင်မှာတကယ်ပဲလုံးလို့ရသလားအခက်အခဲဖြစ်နေသလားဆိုတဲ့ဟာကိုမြေပြင်မှာတကယ်ဖြစ်တဲ့ဟာကိုကျွန်တော်ကဟိုတင်ပြဖို့ဟိုအဲ့လိုရွေချက်တွေနဲ့ဟိုကျွန်တော်ဒီအသင်းကိုစပြီးတော့ဒီနေ့အထွေထွေအစည်းအဝေးကြီးကိုကျွန်တော်လောက် ဖြစ်ပါတော့မြို့နယ်မြို့နယ်ဒီမှာကလေဝင်တိုင်းအင်အားစီပင်ဘက်ကလေဝင်တိုင်းအင်အားနေတဲ့အခါကျဒါကြီးကိုမစစ်နိုင်ဘူးအဲ့တော့သူတို့စစ်တဲ့အခါကျတော့လေမြေရှင်တွေကလည်းတချို့မယုံဘူးမယုံဘူးတိုက်ခန်းဝယ်တဲ့လူတွေကလည်းမယုံဘူးအဲ့တော့ဒါတွေဖြစ်ဖို့တော့ third party တစ်ခုကနေပြီးတော့ဒီ quality control ကိုထိန်းလိုက်လို့ရှိရင်ပိုကောင်းမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်လက်ရှိမြန်မာပြည်စောက်လူကြီးလောကမှာအဆောက်အဦးဈေးလျှော်ရောင်းတာခွက်ပြေးတာတွေရှိနေတာကြောင့် license ရ contractor တွေမှာအခက်တွေ့နေကြပါတယ်ဥပဒေအတိုင်းမဟုတ်ပဲလုဆောင်နေကြသူတွေကို စူပေါင်းတိုက်ပွဲဝင်ဖို့လိုတဲ့အကြောင်းပြောလာသူကဥကူကူအောင်မှနဲ့တကယ်လက်တွေ့လုပ်တဲ့အခါမှာချတာတဲ့မူငယ်လွဲနေတယ်။လုတ်ချင်းဆိုလုတ်နေတယ်။ဥပဒေကမြည်လို့ဝင်ဆိုသေးကဘူး။ငါတို့လုတ်ချင်တာလုတ်မယ်။ငါတို့ပါဇက်ကထွက်တာဥပဒေပဲ။ငါတို့ပြောတာအမိတ်ပဲ။အဲ့ဒီလိုပုံစံဖြစ်နေတယ်။အဲ့ဒါကိုဒီစူးစီးပြီးတော့တိုက်ပွဲဝင်ဖို့ကိုအခွင့်ရေးတဲ့မြေဝါရဖို့အခက်အခဲတွေဒုက္ခတွေပြည်လည်ဖို့ဒါတော့ဒီတင်းကြီးကိုဖွဲ့စည်းတဲ့ ဒီအစည်းအဝေးမှာလုပ်ငန်းရှင်ပေါင်းတစ်ထောင်ကျော်တက်ရောက်ခဲ့ကြပြီးအဖွဲ့အဝင်ဖြစ်ဖို့လျှောက်လွှာဆောင်နေတဲ့ဝေပေးခဲ့ပါတယ်။နောက်ထပ်ကျင်းပမဲ့အစည်းအဝေးကြရင်အသင်းကိုဥဆောင်မဲ့လူရွေးချယ်သွားဖို့လည်းရှိနေပါတယ်။ ဒီအဖွဲ့အစည်းဖွဲ့ရခြင်းလဲအကြောင်းရင်းอ่ะကျွန်တော်တို့တဦးတယောက်တည်းနဲ့မလုတ်ကနဲ့အများနဲ့ဖွဲ့စည်းပြီးတော့ဌာနဆိုင်ရာတွေပဲပြပြောနိုင်ငံတော်အစိုးရပဲပြောဘယ်ဖွဲ့စည်းပဲပြပြောကျွန်တော်တို့အဖွဲ့အစည်းနဲ့လုပ်မယ်ဆိုလို့ချင်းအလုံးအောင်မြင်မယ်ဆိုလို့ကျွန်တော်ဒီအဖွဲ့အစည်းဖွဲ့ရခြင်းအကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ကဒီအဖွဲ့အစည်းကိုဖွဲ့စည်းပြီးတော့ဆိုလို့ချင်းကျွန်တော်တို့ဒီအဖွဲ့အစည်းလုပ်တဲ့နိုင်ငံတော်အစိုးရတင်လာလုပ်ငန်းတွေရောဘာညာကျွန်တော်တို့ရှိတဲ့လုပ်ငန်းတွေအလုံးကျွန်တော်ဒီအဖွဲ့အစည်းက နေတစုတစည်းတဲ့လောက်ကိုကြီးရွယ်သားပါတယ်ဟုတ်တယ်